မင်္ဂလာပါအဲကျွန်တော်တို့ကလင်ဘေးတန်ကျွန်တော်တို့ကုညီလူတိုင်းခီးစဉ်အနေနဲ့ကျွန်တော်ပြန်ရောက်ပါပြီအဲ့တော့ကျွန်တော်တို့ဒီခီးစဉ်အတွင်းမှာကျွန်တော်ရန်ကုန်မှာဒီခီးစဉ်သွားနေတဲ့အချိန်အတွင်းမှာအဲကျွန်တော်ရဲ့မိတ်ဆွေလုပ်ငန်းတွေအတွက် training တွေရက်တွေအကျွေးကြံတာတွေရှိပါတယ်အဲ့တော့အခုကျွန်တော်ရန်ကုန်ပြန်ရောက်ပါပြီကျွန်တော်အဲ့ training အကျွေးတွေတင်มาဖြစ်ပါတယ်เนาะကျွန်တော်တို့ဖိုးလာပြေကံမီယာကျွန်တော်တို့ကျွန်တော်မိတ်ဆွေဖိုးလာပြေကံမီယာဝန်ထမ်းတွေအတွက် uh, one day training ကျွန်တော်တို့ရှိတယ်။နောက် KPTC เนาะ KPTC private school ကနေပြီးတော့ကျွန်တော်တို့ training တွေတခုရှိမယ်။ပြီးတော့ကျွန်တော်တို့ကျွန်တော်မိတ်ဆွေဒီ delivery เนาะကျွန်တော်တို့ဒီ company တွေအတွက် training ပေါ့ဒီအကျွေးတွေကျွန်တော်အခုရန်ကုန်ပြည်အောက်တန်းနဲ့တင်ပါမယ်။ နောက်တစ်ခုကတော့ကျွန်တော်တို့ဟိုဘန်ကောက်မှာကျွန်တော်တို့လှုပ်ဖို့ဆောင်ရွက်ထားတယ်ကျွန်တော်ရဲ့ fan meeting ဖြစ်တဲ့ meet and greet in Bangkok ကိုတော့ကျွန်တော်တို့ပထမတော့ကျွန်တော်တို့က၁၂ရက်နေလုံးမှာကိုရက်ရွှေ့ထားပါတယ်နော်ဒါလေးပြောထားပါတယ်နော်ကျွန်တော်တို့၁၂ရက်နေမလုပ်ဖြစ်ပါဘူးဒါလေးကိုလည်း Bangkok ကဟို ticket ဝယ်ထားတဲ့သူတွေကလည်းအော်ကျွန်တော်တို့ပြန်အမ်းပေးပါတယ်ကျွန်တော်ဒါမှပြန်မယူတော့ဘူးသူတို့လုတ်တဲ့ရက်မှတက်မယ်လို့ပြောထားတဲ့သူတွေလည်းကျေးဇူးတင်ပါတယ်အဲ့တော့ပြန်လုတ်မဲ့ Bangkok Fan Meeting အတွက် Meet and Greet အတွက်လုတ်မဲ့ရက်ကလေးကိုလည်းကျွန်တော်ပြန်ကြေညာပြီးမှဖြစ်ပါတယ်နော်အဲ့တော့လက်မှတ်ဝယ်ထားတဲ့သူတွေကလည်းကိုယ့်လက်မှတ်ကို လက်မှတ်ပိုးလိုချင်တယ်ဆိုရင်လည်းကျွန်တော်ပြန်အမ်းပေးပါမယ်။ဒါမှမဟုတ်လက်မှတ်ကိုတင်ထားချင်တယ်ဆိုလည်းတင်ထားပါကျွန်တော်တို့ပြန်လုပ်တဲ့အချိန်ကျရင်တက်ရောက်လို့ရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့သင်တန်းနေပေါ့နော်။သင်တန်းနေကိုတော့ကျွန်တော်တို့ဒီရွှေ့ဆိုင်ရတာတွေရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့အခုအနည်းဆုံးသင်တန်းပေါ့နော်။ပထမတော့ကျွန်တော်တို့ တပတ်လောက်ရွှေ့လိုက်ရတယ်ပေါ့နော်ပထမဖွင့်မယ်လို့ပြောတာရက်တဲ့တပတ်လောက်ရွှေ့ရတယ်အဲ့တော့အနည်းဆုံးသင်တဲ့ကတော့ကျွန်တော်တို့ကစကားစွန့်ရင်သင်တဲ့မဲ့ရှိမှာဖြစ်တယ် business presentation master class အဲ့ဒါလည်းကျွန်တော် April မှာသင်တဲ့နေရှိတော့မှာမဟုတ်ဘူးနော် April လအတွင်းမှာကျွန်တော်တို့ကကုညီလူတိုင်းလုပ်ငန်းအစဉ်တွေကျွန်တော်ဆောင်ရွက်ဆရာတွေလေးရှိကြတာဖြစ်တဲ့အတွက် mail မှာကျွန်တော်တို့ဖွင့်တော့မှာဖြစ်တယ်စကားစွန့်ရင်သင်တယ်เนาะ business presentations master class အဲ့တော့ဘယ်လိုရွှေ့သွားလဲဆိုတော့ online သင်တန်းညီကျွန်တော်တို့က mail 6ရက်နေစမှာဖြစ်တယ်အင်္ဂါနေ့ဖြစ်တယ်เนาะ မေလ6ရက်နေ့မှာပြန်စားတော့မယ်နော်ဒီကြားထဲမှာတင်တန်းမရှိဘူးအခုတင်နေစဲတင်တန်းအကျွေးတွေတော့ကျွန်တော်အားလုံးတင်ကြပေးမှာဖြစ်တယ်အဲ့တော့ကျွန်တော်ဟိုငလင်ဘေးကူညီရေးသွားတဲ့အချိန်မှာလည်းပြက်ကွက်သွားတယ်ကျွန်တော်ဒီတင်တန်းအကျွေးတွေပေါ့ corporate training တင်တန်းအကျွေးတွေလည်းအကုန်ကျွန်တော်ဒီရဘိုက်မှာတကြမ်းမတိုင်မီမှာအပြီးတင်ပေးမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့အပြင်လူတွေ့တင်တန်းကတော့ကျွန်တော်တို့ကမေလမှာ10ရက်17ရက်ရှိမှာ online တင်တန်းကတော့ကျွန်တော်တို့မေလ6ရက်နေ့စမှာဖြစ်တယ်စကားစွန့်ရင်တင်တန်းဖြစ်တယ် business presentations master class ဖြစ်ပါ အွန်လိုင်းကနေတလားတိတိတင်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံဒေတာအသီးသီးကမ္ဘာဒေတာအသီးသီးတက်နိုင်ပါတယ်အဲ့တင်နန်းတင်ကြမဲ့ပုံစံကတော့ဒီတင်နန်းစတင်မဲ့မေလ6ရက်နေ့ကနေစတင်ပြီးတော့ဒီစကားစွန့်ရင်တင်တဲ့နေ့စဉ် recorded video တွေကိုကျွန်တော်တို့က Facebook group ထဲမှာတင်ပေးမယ်။ Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းကျွန်တော်တို့ပြန်တင်ပေးမှာဖြစ်ပါတယ်။ အဲအဲ့ဒါကကျွန်တော်တို့ကသင်တန်းကာလတက်လာပြီးသွားတဲ့တိုင်အောင်နောက်6လတနည်းလောက်ထိကျွန်တော် group ကိုမဖြတ်ပေးထားရပြီးမှဖြစ်တဲ့အတွက်အထက်ထက်ပြန်ကြည့်နိုင်တယ် live လာချောတော့အပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း zoom ကနေ live လွှင့်ပြီးသင်မှာဖြစ်တယ်တခါသင်3နာရီလောက်ကြာတယ်မေးခွန်းတိုင်းကိုကျွန်တော်တို့ဖြည့်ပေးတယ်ဒါကြောင့်သင်တန်းတက်နေတဲ့ group ကိုချင်မှာရအောင်ဆောင်ရွက်ပေးတာဖြစ်တယ်အဲကျွန်တော်တို့ zoom ကိုမတက်ဖြစ်ရင်လည်းမပူနဲ့နောက်ရမှာ recorded video ကို group ထဲမှာပြန်ကြည့်နိုင်အောင်တင်ထားပေးမယ်အပြင်လူတွေတက်ချင်တဲ့သူတွေကတော့ကျွန်တော်တို့ကမေလ10ရက်နေ့ဖြစ်သွားလိမ့်မယ်နောက်တစ်ပတ်ရွှေ့သွားတော့မေလ10ရက်နေ့နဲ့17ရက်နေ့ เนาะ9လပိုင်း10ရက်နေ့နဲ့17ရက်နေ့စနေတူနေ့နေ့ရက်မှာမနက်စင်နာရီကနေညနေ6နာရီအထိရန်ကုန်မြို့တော်ဝင်စင်တာ3လာမှာရှိတယ်ကျွန်တော်တို့အမ်ရွန်တင်နှန်းကျောက်မှာ2ရက်အချိန်ပြည့်ကျွန်တော်เนี่ยမနက်စင်နာရီကနေညနေ6နာရီအထိ2ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံတက်ရောက်မှာဖြစ်ပါတယ်အဲ့တော့ online တင်နှန်းပဲတက်ချင်တက်ချင်အပြင်တင်နှန်းပဲတက်ချင်တက်ချင်လူကျွန်းတို့ရဲ့နာမည်ရဲ့ဖုန်းနံပါတ်ရဲ့ comment မှာမြင်းနဲ့ messenger မှာ message မှာစင်ပေးထားပေးပါကျွန်တော်တို့တင်ကဆက်သွယ်ပေးမယ်20% discount ကျွန်တော်တို့ဆက်ပေးထားပါတယ်။တို့ဆက်သွယ်လိုက်ရင်တင်တန်းကြောင့်အသေးစိတ်အချက်အလက်တွေကိုမေးမြန်းနိုင်တယ်။ဒီတင်တန်းဒီစကားစွန့်ရည်တင်တန်း business presentations master class ဆိုဆိုရနေညီစကားပြောဆိုမှုစွမ်းရည်တွေကစီးပွားရေးနဲ့ဆိုင်တဲ့စကားပြောဆိုမှုစွမ်းရည်၃ခုဖြစ်တဲ့အယောင်ဆိုင်ရာပြောဆိုမှုတွေ meeting အစည်းအဝေးတွေမှာပြောဆိုမှုနဲ့ public speaking လူမှုအကြောဟောပြောမှုဒီ၃ခုကိုကျွန်တော်ရဲ့နှစ်ပေါင်းများစွာဟောပြောခဲ့တဲ့အတွေ့အကြုံတွေကိုအစီအစ်ထုတ်ပြီးတော့တင် जा ပေးမှာဖြစ်ပါတယ်။ဒါကြောင့်သင်တန်းရရွှေထားတယ်နော်။စကားစွမ်းရည်သင်တန်းညီ online သင်တန်းညီမေလ6ရက်နေ့မှာစမှာဖြစ်တယ်။အပြင်လူတွေသင်တန်းကမေလ10ရက်နေ့နဲ့ဆက်တဲ့နေ့ဖြစ်တယ်။ဒါပေမဲ့သင်တန်းကြိုအပ်ထားပါ ကျွန်တော်လူကြီးကန့်တက်ပြီးလက္ခဏာဖြစ်တဲ့အခုအပ်ထားတဲ့သူတွေကိုကျွန်တော်20% discount ဆက်ပေးထားပါတယ်အဲ့တော့ကျွန်တော်အခုလူချင်းတို့မျှဝေစရာလေးတခုရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဘဝမှာကျွန်တော်တို့မျောလင့်မထားတဲ့အခြေအနေတွေဖြစ်လာတဲ့အခါမှာစိတ်နှလုံးဟာရင်းရိုင်းနေရှိပါတယ်အကိုမမျောလင့်ထားတာကြီးဖြစ်လာတယ်မျောလင့်ထားတာကြီးဖြစ်မလောက်အဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့စိတ်ဓာတ်တွေကြန့်ခိုင်မှုတွေ mounting meditation ကိုခေါ်တဲ့ informal meditation နည်းလမ်းလေးတခုမျှဝေပေးပါမယ်။ mounting meditation ဒီကိုကစိတ်နှလုံးတွေတိတ်တုံလောက်တဲ့အချိန်မှာတိတ်စိတ်စိတ်လှုပ်ရှားတဲ့အချိန်မှာ အကိုကကြောက်ရွံ့မှုတွေတိတ်များတဲ့အချိန်မှာအသုံးပြနိုင်ပါတယ်အဲ့ဒါဘယ်လိုသုံးလဲဆိုတော့လူကြီးတို့တောင်ပေါ့မောင်တိန်ဆိုတော့တောင်ပေါ့နော်ကိုမြင်မှုတဲ့တောင်ဖြစ်ဖြစ်ကိုရောက်မှုတဲ့တောင်ဖြစ်ဖြစ်ပုပ်ပားတောင်ကြီးရောက်မှုတဲ့ဒါမျက်လုံးထဲမှာမြင်အောင်လို့ရဂျပန်ကဖူဂျီတောင်ကြီးမြင်ရောက်တော့မရောက်ဘူးမြင်မှုတဲ့မျက်လုံးထဲမှာမှန်းလို့ရအဲ့တော့တောင်ကြီးတော်တော်စိတ်ထဲမှာမှန်းလိုက်မျက်လုံးကိုမှိတ်လိုက်အခုမျက်လုံးကိုလိုက်မှိတ်ကြည့်လိုက်အဲ့ဒီတောင်ကြီးဒီကြံ့ကြံ့ခံပြီးတော့เนาะကျွန်တော်တို့ຫນွေရာဒီမှာလဲ နော်ကျွန်တော်တို့အလွန်ပူပြင်းတဲ့ရာသီဥတုတွေကိုရင်ဆိုင်ရတယ်။မိုးရာသီမှာလည်းမိုးသက်မုန်တိုင်းတွေကိုရင်ဆိုင်ရတယ်။ဆောင်းရာသီမှာလည်းနှင်းမုန်တိုင်းတွေကိုရင်ဆိုင်ရတယ်။အဲဒီတောင်ကြီးကကြမ်းကြမ်းခံပြီးရပ်တည်နေတဲ့ကဲ့သို့ဒီတောင်ကြီးနေရာမှာမိမိကထိုင်နေလို့မျိုးလုံးထဲမှာမြင်အောင်လိုက်။ငါဘဝမှာလည်းဘလောက်ပဲခက်ခဲကြမ်းတမ်းတာတွေဖြစ်လာဖြစ်လာငါဒီကြမ်းကြမ်းခံရင်ဆိုင်နိုင်တယ်ဆိုတဲ့ mountain meditation ဒီတောင်ကြီးနေရာမှာကိုယ့်ကိုယ်ကိုယ်ဒီတောင်ကြီးကဲ့သို့ ကြံ့ကြံ့ခံပြီးတော့လောကမှာဖြစ်ပေါ်လာတဲ့လောကရန်တွေကိုရင်ဆိုင်နိုင်တယ်ဆိုတာလေးကိုမနက်ကို10မိနစ်လောက်ညအရာဝန်ကနေ10မိနစ်လောက်ဒီ mountain meditation တွေကိုလူချင်းတို့အသုံးပြုကြည့်ပါစောင့်ရကြည့်ပါလူချင်းတို့ရဲ့စိတ်ဓာတ်တွေဟာပုံမှန်ကြံ့ခိုင်လာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ လူသားတွေရဲ့မေတ္တာတရားကိုကြော်လွှားနိုင်တဲ့သဘောဘေးအန္တရာယ်ဆိုတာမရှိပါဘူး။ဒါကြောင့်သဘောဘေးအန္တရာယ်ရဲ့စိန်ခေါ်မှုတွေကိုကျွန်တော်လူသားတွေရဲ့မေတ္တာတရားစီးလုံးညီညွတ်မှုအင်အားတွေနဲ့ကျွန်တော်တို့ရင်ဆိုင်ကြော်လွှားကြမှာဖြစ်ပါတယ်။အဲ့တော့ဒီခီးစဉ်အတွင်းမှာလည်းကျွန်တော်တို့ဒီကုညီကယ်ဆယ်ခီးစဉ်အတွင်းမှာလည်းကျွန်တော်တို့ကကုညီလှူဒန်းကြရတဲ့เนาะကျွန်တော်ရဲ့ဆာဖက်ပရိသတ်တွေကျွန်တော်ရဲ့မိတ်ဆွေတွေအထူးပဲကျေးဇူးတင်ပါတယ်။ ော့ကျွန်တော်တို့စုစုပေါင်းကျွန်တော်တို့3300ကျော်ဖို့ကျွန်တော်တို့လူတန်းနိုင်ခဲ့တယ်ပိုတဲ့ငွေတွေရှိတယ်ကျွန်တော်တို့ကပိုတဲ့ငွေတွေလက်ကျန်ငွေတွေကိုလည်းကျွန်တော်တို့အခုကျွန်တော်မိတ်ဆွေတနန်းတနန်းသားတွေတွေရပဲကျွန်တော်မြန်မာ lens member တွေရပဲပြင်မနာမှာကျွန်တော်တို့เนาะပြင်မနာတက်ကုန်းဘက်မှာအဲကျွန်တော်တို့ဒီ380ဖို့ပေါ့เนาะကျွန်တော်380ဖို့လိုတာတွေကျွန်တော်ထပ်ဖြည့်ပြီးတော့လူထားပါတယ်380ဖို့ကိုကျွန်တော်တို့ အိမ်ပြိုသွားတဲ့နေရာတွေအရောက်ပေါ့ရွာတွေအရောက်ကိုကျွန်တော်တို့ကုညီထောက်ပံ့မှုတွေနောက်တစ်ခါပစ္စည်းတွေနဲ့ဆက်လက်လူရမ်းမှုကျွန်တော်တို့စာဝန်ထားတာဖြစ်ပါတယ်အဓိကပြောချင်တာတော့အလူငွေတွေလုံးဝလုံးဝလက်မခံတော့ပါဘူးကျွန်တော်တို့အလူခန္ဓာအလူငွေလက်ခံတာပိတ်လိုက်ပါပြီနော်ငါကလည်းပဲကျွန်တော်တို့အလူငွေတွေလက်ခံတာမဟုတ်ပါဘူးသင်တန်းဦးသင်တန်းသားတွေကနေစာဖက်ပရိသတ်တွေကနေလူရမ်းကြတာဖြစ်တယ်အခုကတော့လုံးဝမလွှဲကြပါနဲ့တော့အလူငွေတွေကိုတခြားသောထိရောက်စွာကုညီကယ်ဆယ်နေတဲ့လုပ်ငန်းတွေနော်အဖွဲ့အစည်းတွေဆက်လက်လူရမ်းကြဖို့ဖြစ်ပါတယ်ကျွန်တော်တို့အားလုံးအတူတူမေတ္တာတရားနဲ့သဘာဝဘေးရင်ရင်ဆိုင်မှုတံကို we must work together we must build our nation